တရားဇဝနာရေးသားထားတယ်။ဇဝနာပုံမြင်စာအုပ်ထဲမှာမိဖုရားစောလုံးဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ရွဟောင်းမြောင်းကျွေလျဲရွတ်တိရွညွန်ဖိုးကွန်ဝေစာကံကဘာလောကရကြီးသည်နုပြိုသောအစင်ကိုစောင်း၍နေသည့်အချိန်တွင်ပူပြင်းသောနေရှင်ကြောင့်လောင်ကျွဲလှမတက်ရှိသော မဟာပထဝီမြေကြီးမှာ တငွေငွေထွက်လျက်ရှိသည်ညေတင်းနေသည်တကြံအချိန်နီးလာပြီဟူသော အထိန်အမတ်ကိုပြလျက်ရှိလေ၏တနေ့ဝယ်ကျွန်တော်သည်ဝိထုတပုတ်ကို အာယုံစုဆိုင်ရင်းနေခိုင်လေကုန်တတဲ့၌အေးဆင်းဆင်းကြီးဖြစ်သွားကစာရေးနေသည့်ဇက်ကူပေါ်သို့ရေများဖျား၍ကြတီကို တွေ့ရသောကြောင့် လွန်စွာဒေါသဖြစ်ပြီးလျှင်အနည်းရှိညင်းလုံးကိုကန်ကန်ရေနှစ်ပက်လိုက်သူကို တအားပြစ်လိုက်မည်ဟုလှဲ့၍ကြည်လိုက်ရာတွင်လက်ထဲ၌ပြုတ်ကိုကန်ကန်ရီတာပေါ်ရီတာပေါ်ဟုဆို၍နေသောအပါကိုမြင်လိုက်ရမှဒေါသများသည်အလိုလိုပြောက်သွားလေတော့၏ဟေ့ဇက်နဲ့လောက်လိုက်တာလေအပါစာရင်းနေတာမမြင်ဘူးလား ညင်းလို့ပတ်တာပေါ့မညင်ဘာလို့သွားပြီးပက်မလဲဟိုစင်ကြယ်လဲတီအတွေ့ကျွန်တော်မှထက်၍အပြောရခနေပြီးမှတကြံကြဖို့အများကြီးလိုသေးတယ်အခုမပက်ရသေးဘူးကွဟိုပြောလိုက်ရလေဤနောက်ကြတော့ဦးလေးပုံးနေဗမာလိုက်ပြီးပက်ရမှာလဲလို့မင်းကဦးလေးမှာပဲပက်ချင်သလားကွတကြံကြတဲ့အခါမိမတွေကသာပက်ရတယ်ဟင်း ဘဲဟုတ်မလဲဦးလေးရဲ့မိမပဲရင်ရဖြစ်မှာပေါ့မင်းဘသူကပြောတယ်လဲဆရာမကပြောတယ်ရှေ့တုန်းကရှင်ဘရင်တယောက်ဟုတ်ပါရှင်ဘရင်တစ်ခုမိမကိုရေးပက်လို့ရန်ဖြစ်ပါဘကောလားကျွန်တော်မပုံကောင်းတစ်ခုနားထောင်ရတော့မည်ဟုဝမ်းမြောက်ခံဘဲရှင်ဘရင်လဲကွာစိုးစမ်းမအောင်ဟုတ်မေးလိုက်လေဤဟိုရှင်ဘရင်ဟာလေ အေးမင်းပြောမှဖြင့်တကယ်ရင်နာမည်ရောမျိုးရောရှင်းသွားတာပဲဥလိရလည်းစကားမဆုံးခင်ဝင်ဝင်ပြောတာပဲကောက်ကောက်နောက်ထပ်စမ်းမှဥလိရဲ့ဖြစ်ဖြစ်တော့ကအဲ့ဒါရာဇဝင်ဥလိရဲ့ရာဇဝင်ဆိုတာပုံမဟုတ်ဘူးဖြစ်တော့ကတကယ်ဖြစ်တာလို့ဆရာမကပြောတာပဲဒါပေမဲ့ဘသူမှမြင်ဘူးတာမဟုတ်ပဲဘသူလိမ့်ပြီးပြောလဲဘသူငင်းနိုင်မလဲဥလိရဲ့ အဲ့ဒါနဲ့ရှင်ဘီကြီးရှိရောအင်းရှင်ဘီနာမည်ကအစမ်းသားပဲအဲ့ဒီရှင်ဘီင်တဲ့လားမဟုတ်ဘူးဦးလေးရဲ့ဒီရှင်ဘီင်ဟာရုပ်ချောတော့မြမာတွေမပြောနဲ့ကလမတွေတောင်ကြိုက်လို့သူ့ကိုကလားကြမင်းလို့တောင်ခေါ်တယ်ဦးလေးရဲ့ဒါဖြင့်တရုတ်ပြင်းမင်းဆိုတာသူ့ကိုတရုတ်မတွေကမြင်လက်ပြီးပြီးလို့ထင်ပါရဲ့ တော်တော်တောင်းညံ့တဲ့ရှင်ဘီရင်နဲ့တူတယ်။ဒါတော့မသိဘူး။ကျွန်တော်ပြောတဲ့ရှင်ဘီရင်ကတော့ကလဲဇက်နဲ့တူတယ်။ဒါကြောင့်ကလမတွေကြတာ။သူ့နာမည်က နာရတူဆိုလာပဲဦးလေးရဲ့။နာရတူဆိုတော့နာရယာစင်းလို့ဘာလို့ဆိုတော့ကလားနာမည်မျိုးဆိုတော့ကလဲဇက်နဲ့တူတာပဲ။အမေငါတူပညာဘဟုတုတ္တရေတဲပြီးတိုးနေပါကလား။မင်းဘသူကပြောသလဲ။ ဘသူမှမပြောကျွန်တော်ထင်တာပဲအဲ့ဒါနဲ့ကြကြဲကြတော့ရှင်ဘင်းကသူ့မိမတွေနဲ့ကန်တော်ကြီးကိုတွားကြတာပေါ့မင်းပြောတဲ့ပုံတွေထဲကရှင်ဘင်းတွေကကန်တော်ကြီးကိုတဲပြီးတွားကြပါကလားဟုတ်တယ်ရှင်ဘင်းတွေကအရင်တော့ခဏခဏတွားလို့ကန်တော်ကြီးလို့ခေါ်တာပေါ့ဦးလေးရဲ့ရှင်ဘင်းမတွားပဲလူတွေသာတွားရင်လက်ကန်လို့ခေါ်မှာပေါ့ကဲကဲ ဆက်ပြီးပြောစမ်းပါအောင်အဲ့ဒါနဲ့ကန်တော်ကြီးရောက်ရောလားဒါနဲ့ကန်တော်ကြီးမှသူတို့ရေကစားကြတာပေါ့ဦးလေးရဲ့ဩရှိတယ်ကကန်တော်ကြီးမှရေပက်တဲ့အလေထားရှိတကူဟုတ်တယ်ဦးလေးရဲ့အဲ့ဒါနဲ့ရှင်ပြင်းက သူ့မိမတယောက်ရှိတယ်သူ့နာမည်ကစောလုံးနဲ့နေပါအောင်ကွမေးပြရစီအောင်နားရတူဆိုတော့ကလေးဆက်လို့မင်းကပြောတယ် တော်လုံးဆိုတော့ဗာလဲကွရှဲဆက်လားကရင်ဆက်လားကရင်ဆက်နဲ့တူတာပဲရှင်ပြေစေးရုံတက်တော့ဟာနတ်စမတရားနဲ့ကြိုက်ပြီးယူထားတာဖြစ်မှာပေါ့ဩဒီရှင်ပြေစေးရုံတက်ရသေးတကောဗာယောဂာနဲ့လဲကွကာလာသယောဂာဖြစ်လို့လားဒါမှမဟုတ်မိရယောဂာလားဒါတော့ဆရာမမပြောဘူးနတ်ထောင်ဆက်မှာဩဦးလေးကလည်းဝင်းဝင်းပြောတာပဲ အဲ့ဒါရှင်ဘီရင်ကသူ့မယားရင်းနဲ့ပတ်တော့သူ့မယားကလုံကြည်စားဆွဲဖင်ကလေးကုန်းကုန်ပြီးကန်တော်ကြီးကိုခြေခံပတ်တော့ရီတာပေါ်ရီတာပေါ်လို့ဆိုတာပေါ်ဦးလေးရဲ့ဟာဟိုတော့ကလေးကဒီတန်ချက်ပေါ်နေတာကိုဟုတ်လားအစ်စ်ပေါ်ရှင်ဘီရင်ကလည်းမခံချင်တော့ပိုက်လုံးနဲ့ပက်ပြန်ရောဒီတော့စောလုံးကပိုက်စုပ်ကြီးနဲ့ပက်တဲ့ရေး တစ်ဆက်တလေဟိုးရောက်ဒီရောက်လို့ဆိုပြန်ပါရောနေပေါင်းပိုင်လုံးနဲ့ပတ်တော့နားထဲမဝင်ဘူးလားဘယ်ဝင်မလဲဦးလေးရဲ့ရေကန်အောက်ထုတ်စောင့်ထတာကိုဩသောလုံးကရေကန်အောက်ထုတ်နဲ့ဘာနဲ့လားရှင်ဘင်းကတော့ပဲဦးလေးရဲ့ပတ်စံရှိတာပဲစောင့်မှာပေါ့အဲ့ဒါနဲ့ရှင်ဘင်းကရင်းနဲ့ပတ်လို့မနိုင်တော့သောလုံးကို အတင်းပွေပြီးကန်တော်ကြီးတဲ့နှစ်တာပေါ့ ဒါတော့အပြော့အပြော့လို့မအော်ဘူးလားမအော်နိုင်တော့ဘူးဦးလေးရဲ့မောနေတာပေါ့ဒါနဲ့စောလုံးကစိတ်ဆိုးသွားတာပေါ့နှုတ်ရှင်ပြင်းကလိုက်မချော်ဘူးလားချပေမဲ့လည်းမရဘူးစိတ်ဆိုးပြီးနန်းတော်ကိုလမ်းချနဲ့ပြန်သွားတာပေါ့အင်းအင်းဆက်ဆက်မောင်နန်းတော်ကတော့ရှင်ပြင်းမိမကမိဖို့ကြောင့်နဲ့ဝင်းပြီးသမီးတွေဟင်းနေချက်တာပေါ့ နို့သူ့လေးနဲ့စိတ်ဆိုးနေတယ်ဆိုဒါရန်သမီးတော့ချက်ပေးသလားစိတ်ဆိုးပေမဲ့သူချက်တာကသူ့လင်ကိုသေးသေးချင်းတို့အစိတ်ခက်ချင်းတို့ချက်တာကိုဦးလေးရဲ့အိုးတဲလဲရက်ဆက်ပါလားအဲ့ဒါနဲ့သူ့လင်ကန်တော်ကြီးကပြန်လာတော့သူကစိတ်ဆိုးပြေနေတဲ့ဟန်နဲ့ပြုံပြုံကလေးလောက်ပြီးကိုကို ရေအရင်ချိုးမလားလို့မေးလိုက်တော့သူ့လင်ကဟဲ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 နဲ့စကြကြည့်ဖြဲပြီး ရေမချိုးရင်ဘာအရင်လောက်ရမှာလဲမေးတော့မှဩခမင်းအရင်စားမလားမေးတင်လို့ပါလို့ပြောတာကိုဒါနဲ့ရှင်ပြင်းကခမင်းမယ်အရင်စားပါတော့မယ်ကွယ်လို့ပြောတာပေါ့ဘာဟင်းနဲ့ချက်တယ်လဲကွယ်ရှင်ပြင်းမယ်ပတ်စံရှိတော့ဝတ်သားဘစ်စတိတ်တွေပါရစားမှာပေါ့နှုတ်ခုနမင်းပြောတော့ရှင်ပြင်းဟာကလားဆိုဝတ်သားစားပါမလားဇက်ပြက်နေပြီဦးလေးရဲ့ ါကြောင့်စားတာပေါ့စားလဲစားရောရှင်ပြင်းလဲသေးရောလားမသေးဘူးဦးလေးရဲ့ဘာဖြစ်လို့လဲမစားရသေးလို့အဲ့ဒီအတော်အတွင်းမှာရှင်ပြင်းရဲ့ခွေးကလေးကအနာကက်လာပြီးညှော်နေရအောင်ဒါနဲ့ရှင်ပြင်းက "तू မစားခင်နည်းနည်းချတွေ့လိုက်ရင်မယ်"ခွေးကလေးလဲအမဲလုံးပြပြသားဖြစ်ပြီးဆက်ငင်ဆက်ငင်နဲ့လက်ရွာဆော်လာတယ်ဟဲ့ ွေးကိုနဲ့ရဆန်နဲ့မပြောရဘူး။နှုတ်ရှင်းပြင်းတွင်မန်းတော်တွင်နဲ့ဆိုရင် ပေတာကိုနဲ့ရဆန်နဲ့လို့ပြောရတယ်ဆို။ခွေးလည်းနန်းတော်မှာနေတာပဲဦးလေးရဲ့။အဲ့ဒါနဲ့ရှင်းပြင်းနဲ့အစိတ်ပါတာသိပြီးစုံတော့တွေဘာတွေခေါ်ပြီးလက်တဲဖော်ခိုင်းတော့စောလုံးကိုမိပြီးကျိုးပေးလိုက်ရော။အဲ့ဒါနဲ့ပြီးရော။ဒီနေရာမှာတော့တရားစေဝနာရဲ့ ဇဝနပုံမြင်စာအုပ်ထဲမှာမိဖုရားစောလုံးဆိုတဲ့ပုံမြင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။